ောမှာနှစ်ပတ်လောက်တောင်းတင်သွားပါဘောနှစ်ပတ်လောက်ကြာပြီးတော့အလိုဈေးတွေဆိုလို့ရှင်လဲဟို9ရက်တစ်ဈေးတို့လို့တွားရိုက်တာပေါ့အကြီးကြီးအများကြီးရိုက်တယ်တောင်းတင်ဆိုလဲအမြင့်ကြီးပဲတောင်းတင်တက်ပြီးတော့ချူရပါလို့တက်တာပြောက်မှာဆိုလို့ချူရဲဟိုကလေအဲလူတက်ပေးထားမှာလားအမှန်တော့မင်းတို့နွားလဲလဲမောင်းချင်တာဆိုနွားလဲမောင်းချင်တော့နွားအော်မောင်းတက်မှရတာပေါ့နော်အရန်ခတ်တယ်အဲ့လိုနွားလဲပေါ်မှာတက်ပြီးအရှိကိုတက်ထိုင်ဖို့တောင်မှတခုခုအဲ့လိုဟိုအကြောက်နေရနေနွားလဲမမောင်းပြလိုက်ဘူးဒုံးနေတော့မရိုက်ရဘူးသူတို့ လို့တော့ဟောဟောဖြစ်ချင်ရဖြစ်သွားမှာကြောက်လို့ကြောက်ကြမှာကြောက်လို့ပဲမမောင်းပြေအလဲရွာအလဲရွာတော့ဖြစ်ချင်ရဒီမှာဟောအတိုးတက်တယ်လေနော်အဲအဲ့ဒါကြတော့ပင်းတရားမှာရှိတဲ့အလေရောဥပထေးဆိုတာဥပထေးကတော့အင်းနိုးနဲ့အရန်ခင်သွားပါတော့သူတို့မိသားစုလေးကလည်းအရန်ရိုးသားတယ် ါတချင်းရယ်ဂလောရယ်မီနိုရယ်အာဂလောသွားတော့ကတော့မီနိုကတချင်းနှစ်ပုတ်ပေါ့ music video သွားရိုက်တာအာတချင်းနှစ်ပုတ်သွားရိုက်တော့အာပထမတပုတ်ကတော့ဟိုဝလာတိုင်းဒီမှာထွက်ပြီးွားပြီပေါ့နော် paradise land ဆိုတာ paradise land ဆိုရယ်တချင်းလေးကိုရိုက်ပြီ all day all night ဒီရောနောက်တစ်ခုကတော့မီနို အာဗျက်တာတခြင်းလေးပေါ့ဗျက်တာတခြင်းလေးလဲမီနိုကလောမှာရိုက်ခဲ့တယ်ဒီတခြင်းလေးကတော့ music video အာရိုက်ပြီးတော့မှဇလန်းဇက်ွက်တွေနဲ့အဲ့လိုပေါ့နော်မင်းမီမင်းသားရင်းနဲ့ရိုက်ပြီးတော့မှအဲ့တခြင်းလေးကတော့ထွက်မှာပေါ့မထွက်သေးဘူးပေါ့ဒါပေမဲ့ပထမအောင်ဆုံးကတော့ paradise land ရိုက်တယ်အဲ့ဒီမှာမီနိုတို့ကအစတည်းက vlog ရိုက်ဖို့အစီအစဉ်ရရှိပြီးသားအဲ့တော့ vlog ကကြတော့အပိုင်း6ပိုင်းပေါ့နော်အပိုင်း6ပိုင်းမဟုတ်ရင်အပိုင်း4ပိုင်းပေါ့4ပိုင်းလောက်တက်မယ်ဆိုတော့အဲ့မှာတော်တော်စွန့်စားလိုက်ရတယ် အများကြီးပဲပေါ့ဆိုတော့ဖြည်းဖြည်းချင်းအဲရောက်ရောက်ချင်းကလောမာမီနိုတို့တချင်းရိုက်ပြီးရတယ်ဘလော့ရိုက်ဖြစ်တာပေါ့ဟုတ်အဲအဲ့ဒါကကြတော့ပင်းဒီယာမှာရှိတဲ့အလေရွာဥပထီဆိုတာဥပထီကတော့မီနိုတို့နဲ့အရန်ခင်သွားပါဘောနော်သူတို့မိသားစုလေးရတယ်အရန်ရိုးသားတယ်အလေရွာအလေရွာတော့ခင်းရွာတိမ်ပါအော်အဲတော့တက်တယ်လေနော် ပြီးတော့အရန်လက်ခင်မင်ဖော်ရည်တယ်ပေါ့နော်အဲ့တော့ဖြစ်ချင်တော့မင်းတို့ရောအဲ့ဘလော့ရိုက်ဖို့ကကြတော့ဘလော့အပိုင်းတွေကအများကြီးပဲဒီအာနွားချောင်းတဲ့ဘလော့လေးတွေတခုလည်းမဟုတ်ဘူးပေါ့နော်တခြားဘလော့လေးလည်းရှိတယ်ဆိုတော့ဆက်ပြီးတော့တအားမှာပါအပိုင်းနဲ့လည်းလာအောင်ပဲအပိုင်းနဲ့ကဒီအပိုင်းနဲ့မှထီစားအရင်တင်ပြီးလို့ရှိရင်တော့အာအပိုင်းအပိုင်းနဲ့တက်မှာပေါ့ဟုတ်အော်โอเคဟီကောင်းအောင်ချက်ထားပြီလေကျသားဟင်းအဲဒါရိုက်တာပဲလုတ်ပြရပါအဓိကတော့ ဒါရိုက်တာကောင်းထက်စော်ပေါ့နော်အာမောင်လေးလိုခင်နေရတဲ့ခါကျတော့သူကလည်းအမကလို့ရောက်တုံးလေးအာပြည်သက်တီမရောက်တဲ့နေရာမျိုးလေးတွေပေါ့ကျွန်တော်တို့ပင်ပင်ပန်းပန်းလေးသွားကြပြီးစွန့်စားပြီးတော့ရိုက်ကြမယ်ဆိုပြီးတော့အန်နမီနိုတို့ရက်ဒီကလောမှာနှစ်ပတ်လောက်တောင်တင်သွားပါနှစ်ပတ်လောက်ကြာပြီးတော့အလိုဈေးတွေဆိုလို့ရှင်လဲဟို9ရက်10ရက်လို့လို့သွားရိုက်တာပေါ့ ကြီးကျယ်အများကြီးတောင်တွေဆိုလည်းအမြင့်ကြီးပဲတောင်တွေတက်ပြီးတော့အဲ့လိုတိမ်ပင်လေးမှလည်းရိုက်ခဲ့တယ်အဲ့ဒါအပိုင်းကြီးလာလိမ့်မယ်ပေါ့နော်ဆိုတော့ပရိသတ်တွေလည်းအဲ့ဒါစောင့်မျှော်ပြီးတော့အဲ့ဒါလေးအားပေးကြပါဦးလို့ဟုတ်ဆရာမင်းတို့ကဒီဘက်ကကျတော့ vlog နဲ့ပတ်သက်တဲ့ vlog ကကျတော့ director ကောက်တက်ဆိုတာသူစီစဉ်နေအဲ့ဒီအတွက်ကိုတီးတန့်ဒီ fashion တွေကစဟို styling တွေကအစအလိုစပင်းတွေပါတွေညာတွေအကုန်လုံးသူတို့ဒီဘက်ကပဲအကုန်လုံးစီစဉ်ပေးခဲ့တာပေါ့ဆိုတော့အကုန်လုံးကလည်းအဝတ်စားတွေအကုန် ဟိုမှာဝယ်ချက်ရှိရင်လည်းဝယ်လိုက်တယ်ပြီးတော့အရန်အေးတဲ့အခါကျတော့ဟိုအဲ့လိုပေါ့အနှွေးတယ်ဆိုလည်းအဲ့လိုကောက်ဝယ်လိုက်တာရရှိတယ်အဲ့လိုမျိုးဒါပေမဲ့ပို့ပြီးတော့မီနိုတို့အတွက်အဲပို့ပြီးတော့ support ဖြစ်သွားတဲ့အရာတော့မီနိုတို့ဒီ vlog အတွက်ကို ပံ့ပိုးပေးရတော့ cafe glow ပေါ့နော် cafe glow coffee က brand ကနေပြီးမင်းတို့ sponsor ပေးလိုက်တယ်အဲ့တော့အဲ့ဒီရောက်ပြီးမှပဲအာ sponsor ရသွားတယ်အဲရတဲ့အပေါ်မှာမင်းတို့ဒီရာလေးကိုအကောင်းဆုံးရိုက်ဖြစ်သွားတာပေါ့ဟုတ်နော်နော်ចောင်းနဲ့အာသူတွေနဲ့ရိုက်ချင်တာရိုက်ချင်တော့ဖြစ်ချင်တော့လဲမင်းတို့ကအာအရင်ဆုံးသွားပြီးတော့စုံစမ်းဖို့ကြတော့လဲအဝေးဖြစ်တယ်အဲ့တော့ခီးကိုအဝေးကိုသွားပြီးတော့မှအဲ့ဒီပေးတရအဲ့ဥပတိအလေရွာပေါ့နော် အဲ့ဒီကိုရောက်သွားရောက်သွားကန်နန်ကန်ဒီနှစ်မှတ်တိုင်အလိုမှာအဲ့ဥပဒေရကသူကနွားเจ้าနေရတွေ့အတွေ့ရခါကျတော့အော်ဝင်ပြီးရိုက်လိုက်မယ်ပေါ့အဲ့တော့ဟိုသဘောကောင်းလားဘာလားမသိဘောအဲတွေ့ရခါကျတော့ကအဲ့လိုအရင်သဘောကောင်းတဲ့အာအပြင်ကိုမင်းတို့ဒီဘက်ကနေပြောကို့အမျိုးအစွေတွေ့လိုက်ရသလိုပဲအဲ့နဲ့အလေရောသူတို့သွားလင်သွားလဲပြီးအဲ့လိုထမင်းတွေစားကြပါဘောအဲထမင်းစားပြီးတော့မင်းတို့ကကော်ဖီလေးလက်ဆောင်ပေးခဲ့တယ်အဲ့ပြီးနွားတွေကြောင်းတယ် ဟမ်မီအော်မီအော်အမနောမီနော်နွားလဲလဲမောင်းကျင်တာဆိုနွားလဲမောင်းကျင်တော့နွားအော်မောင်းတက်မှရတာပေါ့နော်အရန်ခတ်တယ်အဲ့လိုနွားလဲပေါ်မှာတက်ပြီးအရှိကိုတက်ထိုင်ဖို့တောင်မှတခုခုအဲ့လိုဟိုအကြောက်နေရနေတယ်နွားလဲမမောင်းပြစ်လိုက်ဘူးဒုံးနေတော့မရိုက်ရဘူးသူတို့အဲ့လိုဒုံးနေရိုက်တယ်ဆိုတော့သူတို့စီးချက်ရှိရပေါ့နော်အဲ့လိုအရန်ရိုက်ပြီးမှသူတို့ကထွက်သွားတယ်ပြီးကျိုးတွေကိုဆွဲတဲ့အပေါ်မှာသူနီးစနစ်တွေရှိရပါပေါ့နော်အဲ့တော့ကိုယ့်ကိုမောင်းပြီးတော့အဲ့လိုဖြစ်ချင်ရဖြစ်သွားမှာကြောက်လို့ ပြုတ်ကြမှာချုပ်လို့ပဲမမောင်းပြေအချက်ပင်နေတာလားကွယ်မတော်တဆပဲလားကွယ်အာဒါရိုက်တာပဲသူဟိုပုံမှန်သချင်းတွေကအကုန်လုံးသူပဲတီးရတော့မဟုတ်ဘူးမင်းတို့ကိုယ့်ကိုတီးပြီးဆိုထားရရှိသေးတယ်အရင်ဟိုတူးချန်တွေမှာလည်းအဲ့လိုဆိုထားတာအများကြီးလာအောင်ပါဘောနော်ဘလော့ကိုကိုနားလေးပေးပါကလေးရေလူရလူရမင်းကမြဆောက်ချကလေးဘွားဆိုမဆော တခြားအပိုင်းသုံးနေမှာအဲလာလိမ့်မယ်ဆိုတော့ကိုယ့်ကိုတီးပြီးဆိုထားရရှိရယ်အာဈေးထဲမှာဆိုထားရလည်းရှိတယ်အဲ့လိုမျိုးပေါ့နော်ကိုအရန်စိတ်လှုပ်ရှားရတယ်အဲ့လို तू ကလည်းအဲ့လိုဟိုကိုယ့်အကူပဲအဲ့လိုတောင်တက်တယ်ဆိုလဲကိုယ့်ပစ္စည်းကိုယ့်အကူထမ်းပြီးတော့တက်ရတယ်အဲ့လိုမျိုးကိုနွားလဲဆိုလို့ရှင်လဲအဲ့လိုနွားဟိုနွားလဲဆိုလို့ရှင်လဲကိုယ့်အကူအဲ့နွားလဲပေါ်ကိုကိုယ့်အကူတက်ရတယ်ဟိုဖြာရဆိုလဲကိုယ့်ကိုခင်းရတယ်အဲ့လိုမျိုးပေါ့နော်တို့အဲ့ဒီအဲ့ဒီ live မှုကိုယူခြင်းတဲ့အခါကျတော့ပင်ပန်းတယ်ပူဆိုးတာအဲ့တောင်တက်တဲ့ဟာလေးဆိုအရန်တော်တော်ပင်ပန်းတယ် ဒါမဲ့လည်းပျော်တယ်အဲမီနိုရဲ့ YouTube ရဲ့မီနိုရဲ့ Facebook page ပေါ့နော်အဲ့ဒီနှစ်ခုမှာမီနိုတို့အဓိကထားတင်ပါတယ်ဆိုတော့အဓိကတော့ဟို TV တွေမှာတော့လွှင့်တာတော့မရှိသေးဘူးပေါ့နော်ဆိုတော့ဒီဒီ Cafe Glow ကိုလည်းမီနိုကအာကြီးညာပေးခြင်းနဲ့အဲ့ brand တွေလည်းလူဝင်နဲ့ပိုပြီးမိတ်ဆက်ပေးခြင်းနိုင်ရတဲ့ကြောင်းအပြီးတော့မီနို vlog ကလည်းမီနိုအတွက်တည်တဲ့ဒါအမှတ်တရလေးဖြစ်စေခြင်းနဲ့ vlog လေးဖြစ်တဲ့အတွက်အာဒီ channel နဲ့ ီ Mino Facebook page မှာတော့ရှိမှာပေါ့เนาะဟုတ်အဓိကကတော့ဒီဟာကိုအဓိကရိုက်ပေးရတော့ Soul Entertainment ပေါ့ဟုတ်ကော်ဖီတောက်မလားသူတောက်ကြမယ်ကော်ဖီလေးကကောင်းတယ်ဒါ Cafe Claw လို့ခေါ်တယ် Cafe Claw တပတ်ချာတပတ်ချာတင်ဖို့တော့စဉ်းစားထားတယ်ဆိုတော့ဈားထဲမှာ Mino တချင်းလေးတွေလည်းထွက်ချင်တာဒါပေမဲ့ break လုပ်ထားတယ်ရှိရဒီဒီ vlog ကြောင့်ပေါ့နော်ဆိုတော့အာဒီ vlog လေးကိုပဲအခုဦးစားပေးပြီးတော့တင်ပါပြီးတော့နောက်ပိုင်းအပိုင်းနှစ်အခုမနက်ဖြန်ဆို teaser စတင်မှာပေါ့နော် ဆိုတော့မနက်ဖြန်က25ရက်နေ့25ရက်နေ့မှာထီစတင်မယ်ပြီးရင်29 28လောက်မှာပိုင်းနဲ့တင်မယ်ပေါ့စောင့်မျှော်ပေးပါလို့